ုတ်ကဲ့မင်္ဂလာပါဗျဒူရီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျမနေ့ကတော့ကျွန်တော်ခွန်ကိုဆိုတော့ site လေးကတော့လှတယ်ပေါ့နော်ကျွန်တော်တို့ကိုးပိုင်ကိုခွန်နှစ်နဲ့တွဲရင်အပြီးဖြစ်တယ်ပေါ့နော်တကယ်လဲကျွန်တော်တို့အပြီးပေးသွားတာပဲဗျနော်ကိုးပိုင်နဲ့ခွန်နှစ်ချင်းနဲ့တော့အပြီးပေးသွားတယ်ဘရိတ်ဒီကျွန်တော်တို့တလုံးနဲ့ပေးတဲ့ဘရိတ်ကအမှန်တစ်ဘရိတ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့6ဘရိတ်ပေးသွားတယ်ပေါ့နော် ခင်မတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျပြူပြူလာမသိနော်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဥခင်ပြောတယ်မင်္ဂလာပါခင်ဗျာတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာအားလုံးမဥတူတယ်မင်္ဂလာပါဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါဗျာဒီနေ့ပါလေကျွန်တော် အကောင်းဆုံးကြိုးစားထားတယ်ပေါ့နော်အကိုမတို့ကလည်းကြည်ပြီးတော့ကြိုက်နှစ်သက်မှုရှိမှလည်းတုံးပေါ့နော်ဒုတိမှာတော့အပိုင်ရလို့တော့မရှိဘူးဗျကျွန်တော်တို့ကံကောင်းရင်တော့မနေရလို့ပဲပေါက်ကနန်းလေးဖြစ်မှာပေါ့နော်ဘုညွန်သိန်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဆိုကြီးတယ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျ ေါ်တလားတဲ့မင်္ဂလာပါတကာကြီးတဲ့တင်ပမင်္ဂလာပါဖေရကျွန်တော်မနက်ကလည်းကျွန်တော်တို့ခွန်ကိုပါတယ်ပေါ့နော်မနက်ကတော့ထွက်မသွားဘူးဗျာသူငိမ့်ဆန်းနဲ့နမိခေါ်ပြပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့မင်္ဂလာပါဗျာ မိုးလေးတဲ့မင်္ဂလာပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာနော်ဥပိုလေးတဲ့အရန်တော်တော်ဆရာတဲ့တော်ရလို့တော့မဟုတ်ဘူးနော်ကျွန်တော်တို့တစ်ခါတည်းရံမှာတော့ကံကောင်းတတ်ပါလေဗျာကျွန်တော်အရင်နေရဆိုကျွန်တော်ပြပူးတဲ့မူလေးရှိတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာ3ခွင်ထွက်ထားလို့ရှိရင်9ရက်အတွင်းမှာ లై ထွက်တဲ့အခွေတီး4 5 6ခွင်အခွေရှိရပေါ့နော် အဲ့ဒီမှာတော့ကျွန်တော်ဒီမှာကျွန်တော်တို့9ရက်အတွက်မှာတော့6ခွင်ဆိုပြီးတော့အခွေရထွက်တယ်အကိုမတို့ကျွန်တော်မှတ်ထားခိုင်းတယ်ပေါ့နော်ဒီ3ခွင်ထွက်ပြီးသွားရင်9ရက်အတွက်မှာ4 5 6ခွင်အခွေရှိတယ်အဲ့ဒီမှာကျွန်တော်ဒီမှာ6ခွင်ဆိုပြီးတော့ထွက်တယ်ဒီ6ခွင်အထွက်ပြီးသွားရင်လည်းကျွန်တော်တို့9ရက်အတွက်မှာ1 6 8 3အခွေရှိတယ်ဗျအဲ့ဒီမှာလည်းကျွန်တော်တို့9ရက်အတွက်လို့ပြောတော့ပေါ့နော်ဒါပေမဲ့ဒီမှာဆော့ပြီးတော့6 1ဆိုပြီးတော့ထွက်တယ် ဒီမှာကျွန်တော်တို့ဒီခွင်ကိုအထွက်ထားခြင်းကြောင့်လဲကျွန်တော်မူတစ်ခုပြပြောဘူးတယ်ပေါ့နော်ဒီခွင်ကိုအထွက်ထားရင်395ခွင်ကိုခွေပူးသည်ကျွန်တော်တို့9ရက်အတွင်းမှာထွက်တာဖြစ်တယ်ပေါ့နော်ကိုမတို့ဒီကားလေးကိုလဲကျွန်တော်အရင်ကတော့စိုက်လေးတွေမူလေးတွေပြပူးတယ်ပေါ့နော်ဒီမူလေးတည်လဲမှန်ကန်ထားတာဖြစ်တယ်ဗျာကျွန်တော်တို့ခွင်ကိုအထွက်ပြီးသွားရင်395ခွင်ကိုခွေပူးသည်9ရက်အတွင်းမှာထွက်တာပေါ့နော်ကြိုက်နှစ်သက်ရင်တော့တိုက်ဆိုင်မှုရှိတဲ့နေ့မှာတော့3ပေါ့နော်ညီကြီးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ မောင်မလို့အဲ့နမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကောမေမင်္ဂလာပါဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်တွက်ဆိုင်ပေါ့နော်အကူမတို့ကလည်းကျိုင်းနှစ်သက်မှုရှိမှလည်းသုံးပါဗျာဒီမှာဒီကျွန်တော်တို့အပင်တို့လုံးမိုင်ဆိုင်လေးပေါ့နော်ကျော်ဒီမှာ9ရက်ခွင်ရက်1ရက်ဒီ3လုံးပေါင်းကျင်းသည်3ဖြစ်လို့3ရက်နှစ်ခက်သည်9 9ဒီကျော်ဒီမှာလုံးပိုင်း9ပိုင်းမှာ9 1ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်ဒီ6ရက်1ရက်4ရက်ဒီ3လုံးပေါင်းကျင်းသည်4ဖြစ်လို့ လေးရဲ့နှက်ခတ်တီနှစ်နှစ်တီလုံးပိုင်းပေါ့နော်နှစ်ပိုင်းမှာလဲခွန်းနှစ်ဆိုပြီးတော့ထွက်တယ်ဗျ။အဲဒါဆိုကြောဒီမှာနောက်တစ်ပြင်တီ1ရဲ့4ရဲ့6ရဲ့ဒီ3လုံးပေါင်းချင်းတီပေါ့နော်။1လေး6ပေါင်းချင်းတီတစ်ဖြစ်လို့1ရဲ့နှက်ခတ်တီ8 8တီလုံးပိုင်းကျွန်တော်တို့ဒီမှာ3ည8ဆိုပြီးတော့ထွက်တယ်။အဲဆိုရင်ကြောဒီနေ့မှာဒီလုံးပိုင်းစိုက်လေးရထပ်ပေးမယ်ဆိုရင်2ရဲ့6ရဲ့ခွန်ရဲ့ဒီ3လုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခတ်ဒီ3 3ဒီကျွန်တော်ဒီမှာလုံးပိုင်းတွေ့တာပေါ့နော် ခင်ရတဲ့မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာကျော်သူထွေးလက်ကျမ်းပါသေးတဲ့ဟုတ်ကဲ့ပါဗျာနော်ပေးရစုနေပြည့်စုံပါစေဗျာရွှေဘိုးတဲ့မင်္ဂလာပါညီဟုတ်ကဲ့မင်္ဂလာပါဗျာကေကေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကျော်ဒီမှာတော့လုံးမိုင်ဆဲလီရအပင်တို့လုံးမိုင်လေးပေါ့နော်ဒီမှာကျွန်တော်တို့၃ချိန်တော့မှန်ထားတဲ့လုံးမိုင်ဒီဒီနေ့မှာကျွန်တော်တို့၃မိုင်ရတာပေါ့နော်ပေးမပေးတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျာဒါဆိုရင်ကျော်ဒီမှာ1ချိန်2ချိန်တွဲရင်အပြီးပေါက်လေးကိုကျွန်တော်တွက်ပြပေးမှာပေါ့နော် သင်းနဲ့အမြဲတင်ပြပါနော်လေကျွန်တော်တို့အမြဲတင်ပြပါတယ်ဗျနော်ဆက်ကြရှိတာပြပြပါတယ်လိုက်ထုတ်ပါမယ်လေဟုတ်ကဲ့ပါဗျနော်ကျွန်တော်ဒီမှာ9ရက်4ရက်ခွင်ရက်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့6ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှက်ခက်ဒီ9 6 9ဒီကျွန်တော်ဒီမှာအချိန်ဗျတော်ဒီ69အချိန်မှာ69ဆိုပြီးထွက်တော့နှလုံးတော်ထီတယ်ပေါ့နော်ဒါဆိုကြောဒီမှာနောက်တစ်ပင်တီ 3ရက်ခွင်ရပေါင်းချင်းတီ3ညာ3ညာနဲ့ကျွန်တော်တို့ဒီရ1နဲ့ပေါင်းတော့1သုံးခွင်တပေါင်းချင်းဒီတဖြစ်လို့တရဲ့နှက်ခတ်ဒီရှိတရှိဒီကျွန်တော်ဒီမှာအချိန်ပြတော့ဒီမှာတရှိအချိန်မှာလဲ9တထွက်တော့ကျွန်တော်တထီတယ်ဗျ ဒီလေးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျတော့ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ၈ရဲ့9ရဲ့ဒီနှလုံးပေါင်းချင်းဒီ3 3နဲ့ကျွန်တော်ဒီက4နဲ့ပေါင်းတော့ခွန်း၈54ပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခက်ဒီ3ညာခွန်း3ညာဒီကျွန်တော်ဒီမှာအချိမ့်မြတ်ကျော်ဒီခွန်း3ညာအချိမ့်မှာလဲခွန်း2ထွက်တော့ခွန်းထိတယ် ါဆိုကြောဒီမှာလဲနောက်တပင်ပေါ့နော်ကိုမတို့ကတော့ကြိုင်းနှစ်တက်မှုရှိမှလဲ၃ပေါ့နော်တူးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးဗျာဒါဆိုကျွန်တော်ဒီမှာ6ကိုပေါင်းချင်းဒီ9 9နဲ့ကျွန်တော်ဒီက6နဲ့ပေါင်းတော့1ဒီ၃လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရဲ့နှက်ခတ်ဒီ8 1ရှိဒီကျွန်တော်ဒီမှာအချိန်ပြအဲ့ဒီမှာ1ရှိအချိန်မှာလဲ၃ည8ထွက်တော့8ထီတယ်ဗျ။ ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာဒီလုံးဟိုပါပေါ့နော်ဝမ်ကျင်းလိုင်းလေးရက်ဆက်ပေးမယ်ဆိုရင်ကျွန်တော်ဒီမှာ9ရက်1ရက်ဒီနှလုံးပေါင်းကျင်းဒီ6 6နဲ့ဒီက9နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းကျင်းဒီ3ဖြစ်လို့3ရက်2ခက်ဒီ9 3 9ဒီကျွန်တော်ဒီမှာအချိန်မြောက်အစောနာကျွန်တော်တို့ဒီ3လုံးပေါင်းကျင်းဒီ9ဖြစ်လို့9ရက်2ခက်ဒီ3ပေါ့နော်3ပိုင်းလေးတွေ့ထားတယ်ဒီမှာဒီကျွန်တော်တို့က3 9ဒီ1ကျင်းလေးတွေ့ပါတယ်ဗျာ A9 A9 နဲ့3 5တလုံးနဲ့5ကြိုက်တယ်ဟုတ်ကဲ့ပါဗျာနော်အောင်းနဲ့မင်္ဂလာနံနက်ပါ9တဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာမနက်ခင်းလေးပါဗျာအားလုံးပဲနားလည်မလို့ထင်တယ်ပေါ့နော်ကြော်ဒီမှာဒီ3လုံးပေါင်းချင်း6ဖြစ်လို့69အချိန်မှာ69ဆိုပြီးထွက်တော့နှလုံးလုံးထီတယ်နောက်တစ်ပြန်ဒီ3ခွင့်1ပေါင်းချင်းဒီ1ဖြစ်လို့တက်နက်ခက်ရှိတက်ရှိအချိန်မှာလဲ9တက်ဆိုတော့တက်ထီတယ်နောက်တစ်ပြန်ဒီ15လေးပေါင်းချင်းဒီခွင့်ဖြစ်လို့ ခွန်နှက်ခတ်တုံညာခွန်တုံညာအချိန်မှာလဲခွန်နှစ်ထွက်တော့ခွန်ထီတယ်ဗျနောက်တစ်ပြန်ဒီ696ပုံးချင်းဒီတစ်ဖြစ်လို့တစ်နှက်ခတ်ရှစ်တစ်ရှစ်အချိန်မှာလဲတုံညာ၈ထွက်တော့၈ထီတယ်ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်တို့ဝမ်းချင်းလေးဒီ9ရက်7ရက်ခွန်ရက်ဒီ3လုံးပုံးချင်းဒီ3ဖြစ်လို့3နှက်ခတ်ဒီ9 3 9ဒီအချိန်မှာဗျကေကေလမ်းမလေးတွေနှိပ်ပေးကြပါနော်တဲ့စေနာဆရာမို့ပါတဲ့ဟုတ်ကဲ့ပါဗျာနော်ကျေးဇူးတင်ပါတယ်ဗျဒီဘက်ဆိုလည်းတုံးကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော် ဒါဆိုရင်ကျွန်တော်ဒီမှာသူနဲ့တွေ့ရမယ်ဝန်ချင်းလေးပေါ့နော်ဟုတ်ပါကျေကျွန်တော်သူနဲ့တွေ့ရမယ်ဝန်ချင်းလေးဒီကျွန်တော်ဒီမှာပေါ့နော်အယောင်နဲ့ဟိုဖြစ်နေလို့ 3ရက်6ရက်3ညရက်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ရက်နှက်ခတ်ဒီ6 6 6ဒီလဲကျွန်တော်ဒီမှာအချိန်ပြကျော်ဒီမှာ96အချိန်69အချိန်ပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ဘယ်လိုပဲကြည်ကြည်ပေါ့နော်ဒီဘက်က9ပဲယူယူဒီဘက်က6ပဲယူပေါ့နော်ဒီက6ပဲယူယူဒီက9ပဲယူပေါ့နော်ကျွန်တော်တို့96အချိန်69အချိန်မှာလဲ69ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီမှာ နောက်တစ်ပင်ဒီ၈ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီရ၈နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းခြင်းဒီ3ဖြစ်လို့3ရဲ့နှက်ခတ်ဒီ9 3 9ဒီကျွန်တော်ဒီမှာအချိန်ပြတ်ပြောဒီ3 9အချိန်မှာလဲ9 1ထွက်တော့9ထီတယ်ဒီမှာဆိုလဲ1ချိန်ဒီ3 9အချိန်ရှိတယ်ကျွန်တော်1 8အချိန်ရှိတယ်ပေါ့နော်ဒီမှာလဲ1ချိန်2ချိန်တွဲရင်အပြည့်ပေါက်ပေးတယ်ကျွန်တော်တို့ဒီရ9ဒီရ1နဲ့9 1ဆိုပြီးတော့ထွက်တယ်ပြတ် ကျော်ချမ်းရ938တဲ့ထီးတဲ့ဟုတ်ကဲ့ပါဗျာနော်ခွန်ကိုပေါ့တဲ့ဟုတ်ကဲ့ပါဗျာဝမ်းတာပါတယ်ဗျာနော်ညီကြီးတဲ့ငါးပင်ကူမိုးရဲ့လုံးပိုင်ကမှန်ဦးမှာပါခင်ဗျာတဲ့ဟုတ်ကဲ့ပါဗျာနော်စပယ်တဲ့နှစ်ပရိတ်လာနိုင်လားတဲ့နှစ်ပရိတ်ကတော့ကျွန်တော်တွေ့တယ်ပေါ့နော်ဒီမှာတော့ကျော်ကျော်တဲ့ခွန်ကိုပေါ့ပါတဲ့ကိုရေးတဲ့ဟုတ်ကဲ့ပါဗျာနော်ဝမ်းတာပါတယ်ဗျာဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ6ရဲ့7ရဲ့ပေါင်းချင်းဒီခွန်ခွန်နဲ့ဒီရဲ့ခွန်နဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်းဒီ၄ဖြစ်လို့ လေးရက်နှစ်ခတ်တည်နှင်းလေးနှစ်တည်ကျွန်တော်ဒီမှာအချိန်ပြဆိုတော့ဒီလေးနှစ်အချိန်မှာလဲခွန်နှစ်ထွက်တော့နှစ်ထီတယ်ဒီမှာဆိုလဲဝန်းချိန်တည်လေးနှစ်အချိန်ခွန်တုံညာအချိန်တွဲရင်ပြပေါက်ပေးတယ်ဒီရက်ခွန်ဒီရက်နှစ်နဲ့ခွန်နှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်တည် ငါရဲ့လေးရဲ့ပေါင်းချင်းဒီကိုကိုနဲ့ဒီရဲ့တင်းနဲ့ပေါင်းတော့၃ညာဒီ၃လုံးပေါင်းချင်းဒီ၃ညာဖြစ်လို့၃ညာရဲ့နှက်ခတ်ဒီခွန်း၃ညာခွန်းဒီကျွန်တော်ဒီမှာအချိန်ပြကျွန်တော်ဒီ၃ညာခွန်းအချိန်မှာလဲကျွန်တော်တို့၃ညာရှစ်ထွက်တော့၃ညာထီတယ်ဒီမှာဆိုလဲ1ချိန်2ချိန်ဒီ၃ညာခွန်းအချိန်1ရှစ်အချိန်တွဲရင်အပြည့်ပေါက်ပြီလဲဒီရ၃ညာဒီရ၈နဲ့၃ညာ၈ဆိုပြီးတော့ထွက်တယ်ဗျာ ါဆိုကျော်ဒီမှာပေါ့နော်ဒီနေ့အတွက်ဝိုင်းချင်းလေးဒီခွင်းရ6ရပေါင်းချင်းဒီ3 3နဲ့ဒီရ6နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့နက်ခတ်ဒီလေး2 4ဒီကျွန်တော်ဒီမှာအချိန်ပြဒါကြောဒီမှာ2လေးအချိန်3အချိန်တွဲရင်အပြည့်ပေါက်ပေးတာပေါ့နော်ဒါဆိုကျွန်တော်တို့မနေ့ကမနေ့ကပြခဲ့တဲ့ break line လေးပေါ့နော် ညာပြောတဲ့ break line ပြပြပါတဲ့ဟုတ်ကဲ့ပါဗျာနော်မနေ့ကပြခဲ့တဲ့ break line ညာဆိုရင်ကျွန်တော်ဒီမှာရှစ်ခွန်ပေါင်းချင်းဒီ9ဖြစ်လို့ကျွန်တော်ဒီမှာဒီ9တုံညာဒီ break 6 9ဆိုပြီးတော့ကျွန်တော်9 break ထွက်တယ်နောက်တစ်ပင်ဒီ9 6ပေါင်းချင်းဒီ1 1 power 6 1 6 break မှာလည်း9 1ဆိုတော့6 break ထွက်တယ်ဒီမှာကျွန်တော်တို့9 9ပေါင်းချင်းဒီ4ဖြစ်လို့4 power 9 4 9 break မှာလည်း9 2ဆိုတော့9 break ထွက်တယ်ဗျာ မနေ့ကမနက်ပိုင်းမှာကျွန်တော်ဒီပရိလန်ကိုရှင်းပြခဲ့တယ်ပေါ့နော်တစ်ခွန်ပေါင်းချင်းဒီ၈ဖြစ်လို့၈ပါဝါ3 8 3ဒီကျွန်တော်ဒီမှာပရိပေါ့နော်ဒီမှာ3ည8ဆိုပြီးတော့၈ပရိထွက်တယ်ဒါဆိုကျွန်တော်ဒီမှာ2 3ညပေါင်းချင်းဒီ2ဖြစ်လို့2ပါဝါဒီခွန်2ခွန်ဒီကျွန်တော်ဒီမှာပရိနှစ်ခွန်ဒီဒီမှာ break ဆိုတော့ကျွန်တော်တို့ကဒီ break လမ်းအပြင်ရနှစ်ခွန်ဒီ break ဒီမှာဒီနှစ်လေးအချိန်၃၅အချိန်တွဲရင်အပြီးပေါက်ပြည့်တယ်ဒါဆိုရင်ကျွန်တော်ကဒီမှာဒီတွဲမယ်ဆိုရင် ၄3ဆိုတဲ့ခွန်ပရိတ်2 5ဆိုတဲ့ခွန်ပရိတ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကခဏန်းတွေကတော့အစီးပိသားရှိရပေါ့နော်ဒီအရေမှာအကူမတို့ကကြည့်ရင်လည်းသုံးနောက်ထပ်ပရိတ်လိုင်းတစ်လိုင်းလည်းကျွန်တော်ပြပေးအောင်မယ်ဗျဒီလိုစိုက်ရမ်းလာတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်3လေး2ငါထိုးလိုက်တော့တဲ့ဇုံမျိုးနဲ့2လေးချင်းနဲ့3ငါချင်းကဲတဲ့ဟုတ်ကဲ့ပါဗျာနော် ညလေးနှစ်လေး၃၅ခွေမယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကြိုက်နှစ်တက်မှလည်းခွေပေါ့နော်ကျွန်တော်ကတော့ပရိတ်နဲ့မကန့်ညီတာကိုကျွန်တော်ပယ်မှာပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်တာကိုထည့်ပေါ့နော် တော့ဒီမှာပြဋိဒိ၄ရက်၁ရက်၃ညရက်ဒီ၃လုံးပေါင်းခြင်းဒီ၅ဖြစ်လို့၅ရက်ပါဝါဒီ၃ည၅ရက်နှက်ခတ်ဒီ၃၅၃ည၃ဒီကျွန်တော်ဒီမှာပြဋိပြကြော်ဒီမှာ9 3ည3ပြိတ်မှာလဲကျွန်တော်တို့6 9ဆိုတော့9ပြိတ်ထွက်တယ်။ဒါဆိုရင်ကြော်ဒီမှာနောက်ထပ်ပြိတ်လိုက်ပေါ့နော်။နောက်ထပ်တပင်တီခွင်းရ6ရပေါင်းချင်းတီ3 3နဲ့ဒီက8နဲ့ပေါင်းတော့1 ဒီသုံးလုံးပေါင်းခြင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 1ရဲ့နက္ခတ်ဒီ8 1 6 8ကျွန်တော်တို့ဒီမှာပြိပြဒီ1 6 8ပြိမှာလဲ9 1ဆိုတော့ကျွန်တော်တို့6ပြိထွက်တယ်ဒါဆိုကျွန်တော်ဒီမှာပေါ့နော်ဒီမှာတော့ကျွန်တော်တို့တွဲရင်လည်းအပြည့်ပေါ့လည်းဖြစ်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာနောက်ထပ်တပင်ဒီ9ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီ2 2နဲ့ဒီရဲ့ခွင်နဲ့ပေါင်းတော့9 ဒီသုံးလုံးပုံချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ4 6ရဲ့နှက်ခက်ဒီ6 6လေး6ဒီကျွန်တော်ဒီမှာပြိတ်ပြတော့ဒီ6လေး6ပြိတ်မှာလဲခွန်းနှစ်ဆိုတော့ကျွန်တော်တို့6ပြိတ်ပေါ့နော်ရောဒီလိုရဲ့2လေး3 9တဲ့ဟုတ်ကဲ့ပါဗျာနော်3လေးကြိုက်တဲ့အိုမီဂါနဲ့ခဏတလုံးပါမယ်ထင်တယ်နော်တဲ့ဟုတ်ကဲ့ပါဗျာနော် ဒါဆိုကျွန်တော်ဒီမှာနောက်ထပ်တပင်ဒီ6ရက်7ရက်ပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရက်7နဲ့ပေါင်းတော့7ဒီ3လုံးပေါင်းချင်းဒီ7ဖြစ်လို့7ရက်ပါဝါဒီ6 7ရက်နှက်ခတ်ဒီ8 7 6 8ဒီကျွန်တော်ဒီမှာပြိပြဒီ7 6 8ပြိမှာလဲ3ညာ8ဆိုတော့ကျွန်တော်တို့8ပြိပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ break line ဒီ1ရဲ့4ရဲ့ပေါင်းချင်းဒီ5 5နဲ့ဒီက6နဲ့ပေါင်းတော့ ဒီသုံးလုံးပေါင်းခြင်းသည်၄ဖြစ်လို့၄ရဲ့ပါဝါသည်ကို၄ရဲ့နှက်ခတ်သည်နှင်း၄၉နှစ်သည်ကျွန်တော်ဒီမှာပြိပြဒီ break line ဒီကျွန်တော်တို့က၄၉နှစ်ဒီ break ရတယ်ဒီမှာဒီကျွန်တော်တို့က၂၃ညပေါင်းခြင်းဒီ၂ဖြစ်လို့၂ power ခွန်း၂နှစ်ခက်၄ပေါ့နော် break အပြည့်ယူမယ်ဆိုရင်ကျွန်တော်တို့က၂ခွန်း၄ဒီ break ဒီမှာဒီ၄၉နှစ်ဒီ break တူညီတာဒီကျွန်တော်တို့ကဒီမှာ၄ break ဒီမှာ၂ break ပေါ့နော် လေးနှစ်ပရိတ်ကတော့ကျွန်တော်တို့တူညီတာကိုယူရမယ်ဆိုရင်တော့ main အနေနဲ့ရတာပေါ့နော်ဒီပေါ်ပင်တော့ဆိုရင်လည်းကျွန်တော်တို့ဒီမှာ168ပရိတ်ဒီမှာဒီ73ပရိတ်ပေါ့နော်73ပရိတ်168ပရိတ်ဆိုတော့တူညီတာဒီကျွန်တော်တို့ကဒီမှာ1ပရိတ်ဒီမှာ10ပရိတ်ဒါဆိုရင်ကျွန်တော်ကဒီမှာဒီ18ပရိတ်ဒီ main မှာကျွန်တော်တို့10ပရိတ်ပေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်တခြားလို့ရှင်းမပြတော့ဘူးပေါ့နော်ဒါကတော့ဒီမှာကျွန်တော်တို့၄နှစ်ပရိတ်ဒီဒီနေ့မှာတော့တူညီတာ ဖြစ်တယ်ပေါ့နော်တကယ်လို့မှကျွန်တော်တို့ကဒီ break line နှစ်လိုင်းလုံးက ပြတ်မသွားဘူးဆိုရင်တော့ကျွန်တော်တို့၄ break ၄ break ကအဓိကပေးလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖက်နဲ့ဒီ break line တစ်လိုက်မှမှန်မယ်ဆိုရင်တော့ကျွန်တော်တို့၄ကို2 break လည်းဖြစ်သွားနိုင်တယ်လို့2ခွန်း၄ break လည်းဖြစ်နိုင်တယ်ပေါ့နော်ကြည့်ခဲ့တဲ့ကြည့်တဲ့သူက 1k ကျော်နေပြီတဲ့လက်မနှိပ်တဲ့သူကနည်းနေတယ်တဲ့ပါပန်းကြည့်လို့လည်းရင်ဟုတ်ပါတယ်ဗျာနော်ဒါအားလည်းကျွန်တော်လည်းခဏလေးလည်းမပြောချင်ဘူးပေါ့နော်ကိုအတီနဲ့ကိုနှိပ်ပြရတော့ကျွန်တော်လည်းအားရှိတာပေါ့နော် ါဆိုကျွန်တော်ဒီမှာဒီဝမ်ချင်းလေးတွေဒီဖြစ်နိုင်တဲ့ဝမ်ချင်းလေးတွေလည်းကျွန်တော်တို့ကရှိထားတာဖြစ်တယ်ပေါ့နော်ဒီမှာဒီကျွန်တော်တို့9 6ပေါင်းချင်း1ဖြစ်လို့ဒီမှာဒီ1ရှစ်အချင်းဆိုလဲကျွန်တော်တို့9 1ဆိုတော့1ထီတယ်9 5ပေါင်းချင်း4ဖြစ်လို့4နှစ်ခက်နှစ်4နှစ်အချင်းမှာလဲခွန်2ဆိုတော့2ထီလေဗျဒီမှာ1ခွန်ပေါင်းခြင်း10ဖြစ်လို့10နှစ်ခက်10 10အချင်းဆိုလဲ3ည10ဆိုတော့ကျွန်တော်တို့10ထီတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့2 3ညပေါင်းခြင်းဒီ10ဖြစ်လို့ နှစ်နှစ်ခက်လေးနှစ်လေးအချိန်ဒီကျော်ဒီမှာနှစ်ချိန်တွေ့တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာဒီတုံညာတက်ပေါင်းခြင်းတက်ဖြစ်လို့တက်ပါဝါ6 16ဆိုလဲကျွန်တော်တက်ထီတယ်ပေါ့နော်ရှစ်လေးပေါင်းခြင်းနှစ်ဖြစ်လို့နှစ်ပါဝါခွန်းနှစ်ခွန်းအချိန်မှာလဲကျွန်တော်တို့ခွန်းနှစ်တောင်ထွက်တယ်ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာခွန်း6ပေါင်းခြင်း3ဖြစ်လို့3ပါဝါ8 3ရှစ်အချိန်မှာလဲ8ထီတယ်တက်ခွန်ပေါင်းခြင်း၈ဖြစ်လို့၈၃အချိန်လည်းရှိတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ဒီနေရာမှာကျွန်တော်ကြိုက်နှစ်သက်တာပေါ့နော်။ နှစ်လေးအချင်းရှိတယ်သုံးငါအချင်းရှိတယ်ရှစ်သုံးအချင်းရှိတယ်ပေါ့နော်ဒီထဲမှာမှကျွန်တော်ကြိုက်တာလေးတွေကိုခဏန်းကိုတော့စီထားတာဒီကျွန်တော်10ခွက်ရှိတယ်ပေါ့နော်ကျွန်တော်ကတော့ brain နဲ့ထပ်တူကြတဲ့ခဏန်းတွေကိုပဲရွေးချယ်ပြီးတော့စီထားတာဖြစ်တယ်ဗျအကူမတို့ကလည်းအကြိုက်ပါမှလည်းသုံးပေါ့နော်လေကိုနှစ်ခွန်ပြည့်ရပြည့်อยู่မယ်တဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်တို့ တိုးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော်ကျွန်တော်တို့ဒီအပေါ်ပင်တွေမှာတော့မှန်ကန်နေတာဖြစ်တယ်ဒီနေ့မှလည်းဆက်ပြီးမှန်မလားမှန်မှန်မလားဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ကြိုက်နှစ်သက်မှုရှိမှလည်းတုံးပါဗျာ မောင်းမလွဲလာ1 by 1ကရှိနေရလက်မကူလိုက်ပါတဲ့ပြပေးနေသူကိုအားနာဖို့ကောင်းတယ်အဲ့ဒါဟုတ်ကဲ့ပါဗျာနော်ကျေးဇူးတင်ပါတယ်ဗျာဦးလေးကြီးတဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာခုကနေ9နာရီပါထွက်တယ်9နာရီခန်းတော့ကျွန်တော်မကြည့်ရသေးဘူးနော်ကျန်တဲ့သူလက်မပေးပါတဲ့ဟုတ်ကဲ့ပါဗျာဘူရခွန်ငါတဲ့တရက်စာထိမှရမယ်တဲ့မနဲ့မဟုတ်ညာတဲ့ဟုတ်ကဲ့ပါဗျာနော်ဒီကောင်အထူးကုစေကန်နဲ့ ့9နာရီပဲထွက်လဲတဲ့9နာရီခဏတော့ကျွန်တော်တို့မကြည့်ရသေးဘူးပေါ့နော်ကျွန်တော်အစောက1ချိန်2ချိန်တွဲရင်ကျွန်တော်တို့2လေးအချိန်3 5ချိန်တွဲရင်ပြီးပေါ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာနှစ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ နှင်းငါပါမယ်ပေါ့နော်၄နဲ့ပတ်သက်ရင်ကျွန်တော်၄၃ပါမယ်ဗျဒီအတွဲလေးပေါ့နော်၄ငါလည်းပါတယ်နှစ်လေးအချင်း၃ငါအချင်းတွဲတာမှာကျွန်တော်တို့ဒီမှာနှင်းငါရယ်၄၃ရယ်၄ပါရယ်ပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့တွေ့ရှိထားတဲ့ brain နဲ့ကျွန်တော်ဟိုဖြစ်တာကိုရွေးချယ်ပြီးတော့တွက်ပြတာပေါ့နော်ဒီနေ့မှာတော့ကျွန်တော်၃ပိုင်းရတွေ့ထားတာဖြစ်တဲ့အတွက်၃နဲ့ပတ်သက်တာကိုကျွန်တော်ဦးစားပေးပြီးတော့မြန်မာစီလိုက်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့၃နဲ့ပတ်သက်ရင်ခွန်ပရိတ်ပါမယ်နှစ်ပရိတ်ပါမယ်လေးပရိတ်ပါမယ်ကိုးပရိတ်ပါမယ်ပေါ့နော် ဘရိတ်အရဆိုရင်၃နဲ့ပတ်သက်တာဒီကျွန်တော်2ခွန်4ဘရိတ်ဆိုပြီးတော့အပြည့်ယူလိုက်တာပေါ့နော်အကိုမတို့ကလည်းလုံးမိုင်တစ်လုံးပေါ့နော်ကိုမတို့တကယ်လို့နှစ်ကြိုက်တယ်ဆိုရင်လည်းကျွန်တော်တို့နှစ်နဲ့ပတ်သက်တာဒီ2ခွန်4ဘရိတ်ဆိုပြီးတော့၄ခွက်ထိုးအောင်မှာပေါ့နော်ဒါလည်းကျွန်တော်စေနာနဲ့ဒါတွက်ပြပေးခြင်းဖြစ်တယ်ပေါ့နော်မှန်ခြင်းမလည်းမှန်မယ်မှန်ခြင်းလည်းမှန်မယ်ပေါ့နော်ဘုမလုံးနဲ့ဖားရမဟုတ်ဘူးအနာရာဟုတ်ပါတယ်ဗျာနော် တော်ရည်တဲ့ကျေးဇူးပါတဲ့အများပေးလျက်ပါတဲ့ဟုတ်ကဲ့ပါဗျာနော်အပေးမှုတွေလည်းကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဗျာပြောပြောလည်းကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုရင်တော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့လုံးမန်ရဲ့မဟုတ်ဘူးပေါ့နော်လုံးမန်အနေနဲ့မဟုတ်ဖဲနဲ့ကျွန်တော်ထိတ်ပိတ်သေးလေးပေါ့နော်တွတ်ထားတဲ့အရာဆိုရင်တော့ကျွန်တော်ကဒီထက်မှာ၃ညာလေးဆိုပြီးဒဲတကွက်ကိုတော့ပို့ကြိုက်တာပေါ့နော်နဲ့တုံးထည့်ပေးပါတဲ့ဟုတ်ကဲ့ပါဗျာနော်ညီကိုကတော့မထွက်သေးဘူးပေါ့နော် ဒါပေမဲ့ကျွန်တော်ကကျွန်တော်ရဲ့ break အရာပေါ့နော် break ကတော့ကျွန်တော်မှန်ဦးမယ်လို့ထင်လို့ကျွန်တော် break နဲ့ထပ်တူကြတာတွေကိုပဲရွေးချယ်ပြီးတော့ပေးခြင်းဖြစ်ပါတယ်ဗျ။ ျွန်တော်လည်းဒူးဒီမှာတော့ကျွန်တော်လည်းအပိုင်သိရှိတာမဟုတ်ဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုကြီးစုအပ်ပေးနေတဲ့သူတွေအတွက်ကိုတော့ကျွန်တော်ကကျွန်တော်တွက်ပြတာလေးတွေမှန်မှန်ရင်တော့ကျွန်တော်အားနာမှုရှိတယ်ပေါ့နော်။ဒါပေမဲ့တချို့ကြတော့လည်းကျွန်တော်တို့မှားသွားလို့ရှိရင်အပြစ်ပြောတဲ့သူတွေတွေ့တယ်ပေါ့နော်။မနေ့ကဆိုလည်းကျွန်တော်ကိုပြောထားတာနှစ်ယောက်လားမသိဘူးရှိတယ်ပေါ့နော်။သူတို့ကတော့ကျွန်တော်က remove လုပ်လိုက်တယ်။သူတို့ကိုလည်းကျွန်တော်ကကြူးလည်းမဆိုင်ပါဘူးပေါ့နော်။ကျွန်တော်ကိုအမြဲအပ်ပေးနေတဲ့သူတွေကိုသာကျွန်တော်ကအားနာမှုရှိတယ်ပေါ့နော်။ကျွန်တော်လွဲမြင်လွဲသွားရင်တော့ ဆိုရဲအောင်မြင်ပါစေဗျာတဲ့ထိုးသားများအစဉ်ပြေဖို့တဲ့ဟုတ်ကဲ့ပါဗျာနော်တုံညကောင်းလားတဲ့တုံညကောင်းလားဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဟိုပါပေါ့နော်ထိတ်ပိတ်ကဏ္ဍလေးကျွန်တော်တွက်ပြပေးမယ်ဗျာကိုမတို့ကြာရင်တော့၃ပေါ့နော်ဒီမှာ တရခွင်ရဒီရခွင်ရပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီကျော်၅ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီ၄ရတရဒီရ၃ညရဒီ၃လုံးပေါင်းခြင်းဒီလဲ၅ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုကြောဒီမှာ၆ရ၉ရဒီရထိတ်စီးရ၃လုံးပေါင်းခြင်းဒီ၅လို့ထပ်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ၆၉ပေါင်းခြင်းဒီ၅ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့က၃ညထိတ်ထဲမှာပဲကျွန်တော်တို့၅ဖြစ်မှာပေါ့နော်ဒီ၃လုံးပေါင်းခြင်းဒီ၅ဆိုပြီးတော့ တခွန်ခွန်ပေါင်းခြင်းသည်၅ဆိုပြီးဖြစ်တယ်။နောက်တစ်ပင်သည်၄၁၃၅ပေါင်းခြင်းသည်လည်း၅ဆိုပြီးတော့ဖြစ်တယ်ဗျ။နောက်တစ်ပင်သည်ဟိုပေါ့နော်၅ဖြစ်ခြင်းနဲ့သွားမယ်ဆိုရင်၆၉၃၅ပေါင်းခြင်းသည်၅ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ဒီမှာ၃၅ထဲဒါဆိုရင်နောက်ပိတ်လိုက်ရင်ဘယ်လိုလဲဆိုတော့ကျွန်တော်ဒီမှာ9ရဲ့2ရဲ့4ရဲ့ဒီ3လုံးပေါင်းခြင်းဒီကျွန်တော်1ဆိုပြီးတော့ဖြစ်တယ်။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲခွန်ရဲ့8ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီက6နဲ့ပေါင်းတော့1 ဒီ၃လုံးပေါင်းချင်းဒီ၁ဒီ၃လုံးပေါင်းချင်းဒီ၁ဒါဆိုရင်ကျွန်တော်ဒီ၃လုံးပေါင်းချင်းဒီလဲ၁ဆိုပြီးထပ်ဖြစ်မယ်ဆိုရင်ဒီမှာကျွန်တော်တို့၃ညရဲ့ခွန်ရဲ့ပေါင်းချင်းဒီခွန်ဖြစ်နေတာဖြစ်တဲ့အတွက်၁ဖြစ်အောင်ဆိုရင်ကျွန်တော်တို့၄နောက်ပိတ်ထည့်ရမှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာဒီအတွက်ဆိုင်ရာဆိုရင်ကျွန်တော်၃ည၄ဆိုပြီးတော့ဒီမှာတကွက်ကောင်းအနေနဲ့ရွေးချယ်ပေးခြင်းဖြစ်တယ်ပေါ့နော်တူဒီမှာတော့အပိုင်ရလို့တော့မရှိဘူးပေါ့နော်ဒါလေးကလည်းဖြစ်သွားနိုင်မယ်လို့ထင်လို့ကျွန်တော်အတွက်ပြပေးခြင်းဖြစ်ပါတယ်ဗျာ ဟိုမှာလုံးနဲ့အမမလက်ခံနေတဲ့ဟုတ်ခဲ့ပါဗျာနော်ကောင်းစောတဲ့အမနာပါနဲ့တဲ့ဟုတ်ခဲ့ပါဗျာနော်တခါတည်းအမကျွန်တော်အာနာမှုရှိတဲ့ခါမှာတွေ့တောင်ပြကျင်သိမရှိတဲ့ခါလေးရှိတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပြီးခဲ့တဲ့တပတ်ကျော်ဆိုလဲ၃ချိန်ထိမှန်ခဲ့တယ်ကျန်ခဲ့တဲ့ဘက်ကလည်း၂ချိန်ပေါ့နော်ဒီဘက်မှာတော့ကျွန်တော်တစ်ချိန်တော့မှန်သွားပြီ၃လေးကြိုက်စုံနဲ့ဟုတ်ခဲ့ပါဗျာနော် ဒီနေ့မှာကျွန်တော်တွက်ပြတဲ့ကဏန်းလေးဒီပေါက်ကဏန်းလေးဖြစ်ပါစေဗျာအကိုမတို့ကြိုက်တဲ့ကဏန်းဒီလည်း၁၂နှစ်တမိနဲ့ထွက်မဲ့ကဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့လည်းပြည့်စုံကြပါစေ channel ကို subscribe နဲ့တည်းတဲ့ကိုမတို့ကလည်း subscribe နဲ့ပြည့်ဖို့တောင်းဆိုပါတယ်ဗျာအားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်း see you ပါအားလုံးပဲ